အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြင်းညံတော်ဒီဘက်မှစာဖတ်သူရဲဝဲရာမဖြစ်ပါလေကျွန်တော်အခုဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာဆွေမင်းဒနုပြည်ရေးသားထားသည့်ကျွန်ုပ်နှင့်နှစ်ပွင့်စပယ်နောက်ဆုံးပိုင်းပဲဖြစ်ပါလေအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာရှခင်ကတွေးပူနေခဲ့သောမတည်မြင်ဒေါသအကျွေးကိစ္စများကယခုအခါခေါင်းထဲရှင်နဲ့ဘာဆိုဘာမှမရှိတော့ရှင်နဲ့ရှိနေတာတခုတည်းသောအကြောင်းကငါရွာပြန်ရပြီငါရွာပြန်ဖြစ်ပြီ ကျွန်ုပ်တို့စီမီကားဂိတ်သည်ကားရှာပါဤတနေ့မှနှစ်စီးလောက်သာထွက်ဤလူပြိုကြီးကိုမှီနိုင်ကောင်းပါရဲ့ဟုဆူတောင်းရတော့ဤစောကြီးမင်းတကယ်ပြန်မလို့လားကျွန်ုပ်ဤအမေကိုစောကြီးကကောင်းဆက်ပြဤလေတံကမူမထွက်အေးငါလည်းပြန်တော့မလို့မင်းကိုမှီအောင်လိုက်လာတာကွာစောကြီးတကယ်တော့မင်းပြန်စရာမလိုတော့ပါဘူးကွာခုခင်နောင်းနဲ့တန့်စင်တို့ရုံးတက်လက်မှတ်ထိုးတဲ့ကိစ္စပြတ်သွားပြီကွာတည်ရလားအဲအောင်းမလေးပြန် အောင်မဲအောင်မဲဝမ်းသာလုံးဆိုပြီးထထောင်ခုံးလိုက်သေးတယ်ပေါ့ငါပိတ်ကန်လိုက်ရအာလာလာဝမ်းသာလို့မဟုတ်ဘူးဗျဒီအဖွားကြီးစစ်လိမ်ပြီးဘွားကဂုတ်ပေါ်ကြလာတို့ဗျအာလာလာပူလိုက်တာအမမစီမဆိုင်တော့ဟာဟာဖြစ်ရမယ်ဖြစ်ရမယ်အဲမင်းခုနပြောလိုက်တာတကယ်နော်ဖိုက်ကလေးဟွန်းတကယ်ပေါ့ဟာအဖြစ်ကဒီလိုဟေးဒီလိုတို့ဖြင့်ဘိုက်ကလေးကလက်တလုံးဖြစ်ပြသမျှကိုစောကြီးကပြောပြ၏ ဘိုက်ကလေးစကားကိုစောကြီးကမျက်တောင်မခန့်နားဆိုင်ထောင်နေရင်သူ့မျက်နှာကအပြောင်းလဲကြီးပြောင်းလဲခဲ့ရှိပြီဟာအဲ့ဒီလိုဟီးဆော့ဆော့ကခုလဲပဲတေရောမဲ့လူမမာရုပ်မှယခုမူတိန်းသုံးရာထီပေါက်တော့တထေးလောင်းလေးလိုအပြုံးကြီးပြုံးနေခဲ့ရှိပြီဟီဟီဒါဒါဆိုငါမပြန်တော့ဘူးကွာမပြန်တော့ဘူးအမ်ဒါကဘယ်ဘလို့ဖြစ်ရတာတော့ဟာဘလို့ဖြစ်ရမလဲကျွန်တော်အတွက်မျောလင်းချက်ရောင်ကြီးတွေပြန်တတ်လာပြီလေဗျာ ဟဲဟဲဟီဟီဒါတော့လုံးဝလုံးဝကိုမပြန်ဘူးပြို့ဟီဟီဟဲ့စောကြီးဒါဆိုငါကဆရာတို့ပြန်ကြည့်ရင်ပြန်တော့လေကျွန်တော်တို့တော့ဒီမှာပဲဆက်နေတော့မယ်မဟုတ်ဘူးလားဘိုက်ကလေးဟုတ်ပါဟုတ်ပါဟွန်းအီမရတာယူမြကပြော၍ဆို၍လဲရတော့မီမဟုတ်ပြောမရမီအတူတူလေကုန်ခံပြီးပြောမနေချင်တော့အေးမင်းတို့မလိုက်ရှင်လဲနေခဲ့ရှာငါတယောက်တည်းပြန်မယ်ထိုအခိုက် ိုပိုင်ကားလေးတစ်စီးကားကိတ်သို့ထိုးဆိုင်လာပြီးကားပေါ်မှာဆင်းလာသူက လုံးဝမျှော်လင့်မထားခဲ့သောလေးနွယ်ဟဲ့လေးနွယ်ဟင်လေးနွယ်ကလည်းကျွန်ုပ်တို့ကိုမထင်မှတ်ဖဲမြင်လိုက်ရသဖြင့်အံ့ဩသွားဟန်ဖြင့်ဟင်ဥတ္တပီစောကြီးဘိုက်ကလေးတို့ပါလားဟဲ့လေးနွယ်နင်းကဘာလာလောက်တာလဲလေးနွယ်ကသူစလင်းဘက်အိတ်ထဲမှစာတစောင်ကို ထုတ်လိုက်ပြီးရွာကို စာပေးလိုက်ရှင်လို့ဂိတ်ကိုဆင်းပြီးလူကြုံလာရှာတာဥတ္တပီရဲ့အော်အေးအေး ဒါဆိုလဲပေးလိုက်လीနေမေလက်ထဲကဆက်ဆက်ပေးလိုက်ပါမယ်ဘာပြောရလိုက်အောင်မလဲမဟုတ်ပါဘူးစာကကျမစာမဟုတ်ပါဘူးခင်တော်ရဲ့စာပါခင်တော်ရဲ့စာအခုသူပဲမှလဲအရှင်နေကောင်းရဲ့လားငါတို့လဲသူ့အတော့ဒေါသထွက်လွန်းလို့ထားလိုက်ပါတော့ဥတုပ်ပြီးရေခုဒီစာကခင်တော်အမေကိုမြို့ကိုလိုက်ခဲ့ဖို့ခေါ်တဲ့စာမြို့ကိုခေါ်တဲ့စာအင်းဟိုခင်တော်တယောက်တည်းရှေ့ဆက်ဘလို့နေဖို့ထိုင်ဖို့ဆိုတာ ိုင်ပင်ဖို့ ਨੇ ပြီးတော့ဟိုဟိုအင်းအဲ့ဒါပါပဲလေဒါထက်ခုဥတ္တပီတို့ကရွာကိုပြန်ကြမလို့လားအေးငါကပြန်မယ်စောကြီးကခုမပြန်တော့ဘူးဘိုက်ကလေးကအစတည်းကမပြန်ဘူးဟာရှုပ်ကုန်ဘိုက်ကလေးနဲ့လူပြိုကြီးကရဲကြဲကြဲဖြင့်လေးနွယ်ကိုကြည့်ရင်ဒီလိုလေးနွယ်ရဲ့ပထမတော့ခင်နှောင်းယောက်ျားယူတော့မယ်ဆိုပြီးစောကြီးကဝမ်းနည်းစွာနဲ့တော့ပြန်မလို့ဟာဟီခုခင်နှောင်းကိစ္စမဖြစ်တော့ဘူးဆိုတော့မပြန်တော့ဘူးတဲ့လေ ပိုက်ကလေးစကားကြောင့်လေးနွယ်ကလူပြိုကြီးကိုတစ်ချက်ဆိုက်ကြည့်လိုက်ပြီးစောကြီးငင်းပါလဲလေးနွယ်နင်ခင်နှောင်းကိုမျှော်လင့်နေတော့မယ်ဆိုရင်ရွာကိုသာပြန်လိုက်ပါရဲ့ဟမ်ငါပြန်ရမယ်ဘာဘာဖြစ်လို့လဲခုခင်နှောင်းမှာဟိုဟိုကောင်းမမရှိတော့တာပဲလေးနွယ်ကတစုံတစ်ခုကိုပြောရင်ချိန်ဆနေပုံဖြစ်အိုးဘာပဲဖြစ်ဖြစ်ပြန်ပါသာပြန်ပါဟာဟာမပြန်ဘူးမပြန်ဘူး ခင်တော့အိမ်တော်မပြုတ်သေး၍ငါသူ့နားမှာပဲအမြဲရှိနေမယ်ဒါပဲဒါပေမဲ့ငါတခုတော့ပြောခဲ့မယ်ခင်တော့ဟာခင်တော့ဟာနေရင်တိတဲ့ပန်းကလေးတပွင့်မဟုတ်တော့ဘူးတန့်စင်ကြောက်အနာလေးနဲ့ပန်းလေးတပွင့်ဖြစ်သွားချပြီအဲ့ဒီလိုဖြစ်သွားပြီဆိုတာနင်းတိထားလိုက်တော့ဟင်တောက်ပြီးနင့်ကိုလည်းခင်တော့ဟာဘယ်နည်းနဲ့မှလက်ခံနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ပြန်ခိုင်းတာလေးနွယ်စကားကြောက်လူပြိုကြီးကဖင်ထိုင်ကြရှာလိပြီ စောကြီးတငယ်ချင်းကဲဥတ္တပီ ကျမလည်းသွားတော့မယ်ကားပေါ်မှာကျမအဖို့ပါလို့ဩအေးအေးဟာအတော်ပဲဒါဆိုငါလည်းနင်တို့ကားနဲ့လမ်းကြုံလိုက်ခဲ့မယ်လင်းနယ်လိုက်လေဆရာတို့မမမြင်ကိုကြည့်ပြောထားလိုက်ပါဗျာကျွန်တော်အတော်ဘာမှပူးမနေနဲ့လို့အေးအေးဒီပါကျွတ်လောက်မှပဲဆွေပြမျိုးပြပြန်လာခဲ့တော့မယ်လို့ပြနော်ဟီဟီအင်းတငယ်ချင်းစောကြီးမင်းကတော့ဘလို့လဲပြန်မလာ နေမလား ကဲကဲဘိုက်ကလေးဒီပုံဆိုစောကြီးလဲရွာပြန်ဖြစ်ပြီလို့သဘောပေါက်လိုက်တော့ဟီဟီလင်းရွယ်တို့ကနဲ့လိုက်မှဆိုလဲသွားတော့လေဟိုမှာစောင့်နေတာအာနာစီယာဟုတ်ကဲ့ဟုတ်ကဲ့ဆရာတို့ကျွန်တော်အတော့ဘာမှမပူနဲ့နော်ကျွန်တော်နဲ့လင်းရွယ်ရွာကိုအတူပြန်ခဲ့မယ်လို့သာမမမြင်ကိုပြောလိုက်ဟဲဟဲကြားရတာနားကြမြင်ကတ်လိုက်ပါပြီနော်ဘိုက်ကလေးကတက်ကြွတော့ခြေလမ်းများဖြင့်လင်းရွယ်တို့ကားလေးစီသို့ရှီတက်သွားတော့ဤဒီတစ်ခါဖြင့်တပည့်ကြီးတယောက် ဧကံအမှန်မိမ့်မရတော့မည်ဟုထင်ရပေရှင်။ဒဲမြ мян ရမှာပဲနာဤမင်းလေးနွယ်နှင့်ခင်တော်ဘဝအရေးမိသားစုအရေးအတွက်မြို့တက်လာခဲ့ကြသည့်ကျုံနှန်းရွာဤတမီးရိုနှစ်ယောက်တနည်းအားဖြင့်တန့်ရှင်းစင်ကြဲသော စပယ်ပန်းလေးနှစ်ပွင့်ယခုတော့တပွင့်သောစပယ်ပန်းလေးမှာ ပိုးကိုက်ခံရပြီးအနာပန်းလေးဖြစ်ခဲ့ရရှိပြီ။ဝတ်ကြီးရှိရတာဆက်ရပေသည်ဟုဘာသာရေးဤအဆုံးအမကို နှလုံးသွင်းမိတော်လဲပုစုစင်တူးမှုရင်းနဲ့မရှိရသည်ကတော့အမှန်ငါသမီးလေးသာဖြစ်ခဲ့မယ်ဆိုရင်ဟင်းကဲတလုံးထဲနှင့်ငှက်နှကောင်ထီဟူသောစကားလိုတန့်စင်တီဟူသောကဲတလုံးကြောင့်ခင်နှောင်းဆိုသောငှက်မလေးလူလုံးမလဖြစ်ရှာသည်လိုခင်နှောင်းကိုတန်ရုံးစင်တွေ့မိရှာသည်စောကြီးမှလည်းပြင်းထန်သောဝေဒနာခံစားရရှိပြီးကျွန်ုပ်ကရောဘာထူးပါမည်နီး ထိုင်နေအကောင်းသားထသွားမှကြိုးမှန်သည့်သလိုကိုရွာတွင်ကိုအမဲလိုက်လုပ်ငန်းလေးဖြင့်ထမင်းတလုတ်ကိုတိတ်ခါရှိရှိ စားတောက်နေနိုင်သည့်ဘဝမှမိမစကားမပယ်ရှားဝွင့်၍ကြီးပွားမလားဆိုပြီးမြို့တက်ခဲ့ပါသည်ထင်သာထင်မဝင်ဘူးကြောင်းအံမဆိုသလို ထင်သာထင် မဟန်ခဲ့သည့်အခြေအနေမှုယခုတော့မျက်နှာငယ်ငယ်ဖြင့်ကိုရက်ကိုရွာကိုပြန်ရမည်ကိန်းဆိုင်ရှိပြီး သေးမြင်သေးမြင်ဒင်းညောက်ဒင်းညောက်ဟွန်းရှင်းမခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ဟူတော်လဲမသေးမြင်ကြွားလို့မြအောက်ဝင်ကဲ့ရဲ့အလောင်းအပြောင်ခံရမိအရေးကလည်းတကယ်တွေးကြည့်တော့ကို့မျက်နှာဘယ်နှထားရမှမသိသည့်အဖြစ်ကားထွက်တော့မယ်ခီးတယ်တွေကားပေါ်တက်ကြကို့နေရာကိုထိုင်ကြပါကားဆပ်ပြာဤအဟိတန်ကြားမှပင်အတွေးပင်လေထဲမျောချင်နိုင်မျောနေတော့ကျွန်တော်လဲအတွေးရက်တော့ဤအဲစောကြီးကိုကြည့်လိုက်ရာ မတွေ့၍ကားပေါ်တက်ခဲ့ရာသူကကားပေါ်ရောက်၍နေရှိပြီကားပြတင်းမှနေ၍အပြင်ကိုတဲကြီးမဲကြီးကတိုင်းရှူကြည့်နေတော့လေသူ့မျက်လုံးများကဘာမှမြင်ဟန်မထူးအချိန်ကကုစားမှသာပျောက်တတ်သောယောဂပင်မှုစောကြီးလေအချိန်အတိုင်းအတာတစ်ခုထိတော့ရှစ်ဝေဒနာကိုခံစားရပြီအောင်တော့လူဆုံးပြီးမောင်းလို့ရပြီဆရာကြီးကျွန်ုပ်လည်းတရင်ရင်ကြံခဲ့ပြီဖြစ်တော့ မြို့ပြ၏အငွေအသက်များကိုနှုတ်ဆက်သည့်အနေဖြင့်ရှောက်ကြည့်ရင်မိမိနှစ်သက်မျက်နှာသောမွေးရမြေကို ပြန်လည်ရှေ့ရှားခွင့်ရတော်မူမှုကြည်နူးလန်းဆန်းနေပြီးတော့ဤဟီထိုအခိုက်ကိုပိုင်ကားဖြူလေးတစ်စီးသည်တတိတီဟွန်းတံပြီးရင်ကားကြီးနောက် အပြင်းမောင်းချလာပြီးကားရဲ့ပြီးရင်အဆက်ပြသည်ဖြင့်ကျွန်ုပ်တို့ဤကားကြီးလည်းလမ်းမေးထိုးရက်ပေးလိုက်ရာ ကားလေးပေါ်မှလူတဦးမှအနှင်အမြန်ဆင်းချလာတော့ဤထိုသူကဟိုထားဟိုထားကျွန်တော်လည်းလိုက်မလို့ဘိုက်ကလေးလည်းကျွန်ုပ်တို့ကားပေါ်လွှားကနေခုန်တက်လာပြီဘောင်းဆရာကြီးမောင်းမောင်းရပြီကားပြူလေးကတော့နောက်ကျောင်းသို့ပြန်လှည့်သွားခဲ့ရှိပြီဘိုက်ကလေးဘာဘာဖြစ်တာလဲဘာကြံလို့လဲကျွန်တော်လည်းဆရာတွေ့နေတူရွာပြန်တော့မလို့ဟေးဘိုက်ကလေးစကားကြောင့်ကျွန်ုပ်မှအာအာအတင်ကြီးတင်းရတော့ဤဟာဘလို့ဖြစ်တာလဲခုနကတော့ ရင်းနယ်ထဲမှာမြို့ပြဆွေပြတွေ့မဲ့အတူတူပြန်ရမယ်ဆိုဟာမကြားချင်ဘူးမကြားချင်ဘူးဒီအကြောင်းတွေလုံးဝမကြားချင်ဘူးအမ်ဟာဘလို့ဖြစ်လာတယ်ဆိုတာတော့ပြောစမ်းပါဦးဘိုက်ကလေးကလက်သီးကိုစုပ်အန်ကိုချိတ်လိုက်ပြီးလေးနွယ်လေးနွယ်ဟွန်းငါမှတော့နင်းနဲ့နီးအောင်ဆိုပြီးမြို့မှာတင်မြန်ပမ်းမနဲ့အလုလာစူးစမ်းနေတယ်နင်းကတော့စားတော့ဆိုင်ပိုင်ရှင်မုတ်ဆိုးဘုံကိုအပိုင်ယူဖို့စူးစမ်းနေတာကိုဟမ် ဘိုက်ကလေးရှင်းရှင်းပြောသမ်းပါဟာလေးနွယ်ကဘာဖြစ်တယ်အာဒီတက်ရှင်းရအောင်မလားဗျခုနကာမောင်ကြီးလိုက်လာတာကသူ့တရှင်းဆိုနေတဲ့စားတော့ဆိုင်ပိုင်ရှင်အင်းအဲ့ဒီလူကကလေး၅ယောက်အဖေတိပလားအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမှာလဲကားဖုံမှာအဲ့ဒီလူကြီးကဟိုလေးနွယ်ကိုကိုကိုတဲ့ဗျတိလားဟမ်ကိုကိုအဲ့ဒီလူကြီးကကြာတော့လင်းနယ်ကိုမီးလေးတယ်ဟွန်း ကားမောင်းတာတော့မှလင်းရွယ်ပခုံးလေးကိုဖတ်ပြီးမောင်းတာဗျကျုပ်လည်းရှက်လည်းရှက်ဒေါသလည်းထွက်တာနဲ့လင်းရွယ်ကိုအပြတ်မေးပြလိုက်လင်းရွယ်ဒါကဘာသဘောလဲမြင်းတဲ့အတိုင်းပဲလေးဘိုက်ကလေးရဲ့ကိုကိုက တိတ်ချမ်းတာတာဒါကြောင့်ကိုကိုနဲ့ပဲหนีတော့မှာခိခိဟမ်ဟဲ့ဟဲ့အဲ့ဒါပဲဆရာတို့ကြီးအဖြစ်ကတော့အဲ့ဒါပဲအဲ့ဒါကြောင့်ကားကိုပြန်လှည့်ခိုင်းပြီးဆရာတို့တို့ကားကိုအပြီးပြန်လိုက်လာတာမိမတွေမိမတွေအတော်ကြောက်เสียကောင်းတာပဲ ူတို့ရဲ့စိတ်ရင်းအမှန်ကိုတီးဖို့ဆိုတာတကယ်ကိုမလွယ်ဘူးမာယာတသိမ်းအပလိန်အနန္ဒဆိုတာတကယ်မှန်တယ်ထီဒါကြောင့်လဲဘာကဒေဝလင်္ကာမှာ မိမဟူသည်လှေနှင့်မြင်းလိုမယွင်းပဲတူညီပါပဲ့ကင်သူနောက်ကောက်ကောက်ပါအောင်လိုက်မြဲတီးလို့ဆိုထားတာပဲဗျတဲ့မှန်တဲ့မှန်တိတ်ဟုတ်တိတ်ဟုတ်ဒါကြောင့်လဲမိမဟူသည်လောကမှာမရှိမကောင်းရှိမကောင်းလို့ဆိုခဲ့တယ် ကြံကိုကြံကရှေးပညာရှိစကားတို့ဖြင့်မိမမကောင်းကြောင်းကိုတွတ်တွတ်ညီငါဖွဲ့နေသောတပည့်ကျော်ကြီးများကိုကြည်ရင်ကြက်တော့လဲကြီးစဲလူစိတ်ကိုမတားနိုင်တော့အင်းတကယ်တော့မင်းတို့တငယ်ချင်းနှစ်ယောက်ဟာကန့်တူအကျိုးပေးလို့ပဲဆိုရမယ်ကွာနော်။ဘာဖြစ်လို့လဲ။အော်မင်းစဉ်းစားကြည့်လေမင်းတို့နှစ်ယောက်မျိုးတက်လာတဲ့ရည်ရွယ်ချက်ရှင်းလဲတူတယ်။ဟောခုဆိုအသေးကွဲပြီးပြန်လန်းလက်ပတ်လက်လန်းပြန်ကြရတာလဲအထူးပဲမျိုးမှာဘာမှ ဟန်မကြတဲ့အပြင်ခရီးစရိတ်ရှုံးတာပဲအဖတ်တင်တာလည်းအတူတူမို့ပါကွာဟိဟိဟိကျွန်တော်စကားကြောင့်ဘိုက်ကလေးကဒေါဖောက်ရှိပြီးဆရာတို့ဒါရဲဆရာလားဗျခံစားချက်မရှိတဲ့သူတွေကိုပြောမိတာအလကားပဲဟွန်းအသေးကွဲထားခြင်းတူညီဤသို့တော်ဘိုက်ကလေးကဒေါနဲ့မောနဲ့ကွဲဤလူပြိုကြီးကလင်းတမိုင်မှန်ရင်ကွဲဤဘူးမတူသောဒင်းတို့နှစ်ဦးအဖြစ်ကိုကြည့်ရင်ကျွန်တော်လည်းအားရပါးရရဲမောမိရှိတော့တည်းဟာဟာဟာ စိတ်ကူးအိမ်မှာလှလှဖြစ်စီခဲ့သောမြို့ပြခီကြီးကနတ်ထီတန်ခဲ့ရှိပြီးယခုတော့လေးနွယ်နှင့်ခင်နှောင်းတို့ဘဝများမှာလဲမတင့်တယ်စွာဖြင့်အသွင်ပြောင်းသွားခဲ့ရှိပြီးထို့အတူ လူပြိုကြီးနှင့်ဘိုက်ကလေးတို့မှာလဲကိုယ်ဒုက္ခကိုရှာပြီး အပူမီးကိုစီဖြင့်ပြန်ခဲ့ရရှိထို့အတူလူပြိုကြီးနှင့်ဘိုက်ကလေးတို့မှာလဲကိုယ်ဒုက္ခကိုရှာပြီးအပူမီးကိုစီဖြင့်ပြန်ခဲ့ကြရှင်းတာဖတ်တင်ခဲ့ရှိပြီး ကျွန်ုပ်ကရော မရစကားဥထိတ်ထားမိ၍ငါးပါးသာမကတန်ခါးစင်မှာမှောက်ခဲ့လာခြင်းဖြစ်သည့်အပြင်မရအလှဤမျက်နှာမရခြေထောက်ရမိဂိမ်းဆိုင်ခဲ့ရသည်မို့ဤမျိုးပြခီသည်ကျွန်ုပ်အဖို့တော့ဒီနေ့တော့ကံမကောင်းမှလား